မီးတော်တားတော်တန်ရှင်းတော်ဝိညာဉ်တော်ဤနာမတော်မျက်နှာအာမင်ဖျားသခင်သည်တနုနေရှိပါစေကိုရောဤဝိညာဉ်နဲ့ရှိပါစေတန်လူကရေးထားသောကျမ်းစာကားသည်အိုဖျားသခင်ကိုရောရှင်အားဘုံတော်ကုံတော်ရှိပါစေတန်လူကဧဝံဂေလိခန်းကြီးကိုအခန်းငယ်22မှ25တန် ထိုအခါယေရှုကလူသားသည်ဒုက္ခများစွာခံရသည်တကြီးဝါကြီးများယဟန်ကြီးကညာနှင့်ကျန်တက်ဆရာတို့၏ညံပေခြင်းနှင့်အသေးတက်ခြင်းကိုခံရလိမ့်မည်သူသည်တုံးရညောက်သောနေ့တွင်ရှင်ညံထညောက်လိမ့်မည်ဟုမိန်တော်မူမည်ထို့နောက်ကိုရောကဤသူမဆိုငါနောက်သို့လိုက်လို့ညံမိမိကိုညံပေစီ မမိလဝါကတိုင်ကိုလည်းနေ့စဉ်ထမ်းယူ၍ငါနောက်သူလိုက်စီအကြောင်းမူကားမမိအသက်ကိုကယ်လိုသောသူသည်အသက်ဆုံးရောက်ရလိမ့်မည်ငါအတွက်အသက်ဆုံးရောက်သောသူသည်အသက်ကိုရလိမ့်မည်လူသည်ကမ္ဘာလောကကြီးတစ်ခုလုံးကိုအုပ်ဆိုးရတော့လေမမိကိုမမိဆုံးရောက်နေအဘယ်အချိုးရှိမည်ဤသူမဆိုငါအတွက်ကြောင့်တော်၎င်းငါစကားအတွက် တော်၎င်းရှက်ကောင်းရှက်ပြန်လူသားသည်မိမိအဖခမီးတော်ဤဘုံတကုံတော်ကိုဆောင်၍တန်ရှမ်းသောကောင်းရင်တမန်ညာချမ်းရံမြတ်ကြွလာသောအခါထိုသူအတွက်ရှက်တော်မူလိမ့်မည်ဤဒီကခရစ်တုသခင်ဤမြတ်သောအေဝံဂေလိတရားတော်ပေသည်အိုခရစ်တုသခင်ကိုရောရှန်အား 亲吻托不能西瓜西。May the words of the gospel wipe away our sins。不过的话，这是不要高你们了咯。但想到今日那个高你咯，华人家那也高你咯，圣主这个他才是张卫健高你咯，单头两头呢，华人家那，亚看那不读亚经，吃饱死路。 ဖာဒါဆူတောင်းမြတ်တာပို့တာရန်နဲ့တပန်ကဒီပြာခံဗုဒ္ဓဘုရင်အလွန်ကြာတာဘုရင်ဖတ်ကြားထောက်ရှုရမယ်အေဝံဂေလိကျမ်းစာလိုမြတ်ဖြစ်တဲ့တန်လူကအေဝံဂေလိကျမ်းခန်းကြီးကိုခန်းရဲ့၂၂ကနေ၂၅အထိဖတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။ဘာကြောင့်မဖတ်တဲ့အနေနဲ့တော့ဒီဘဝရင်းကလာပထမအပတ်လို့မသုံးလုံးတာလေဆိုရင်ပထမအပတ် မစသေးပါဘူးပြီးတော့မှဘာကြောင့်မို့တာမန်ကာလလို့မသုံးတာလို့ဆိုရင်တာမန်ကာလမဟုတ်တော့ပါဘူးဒီနေ့ဟာဖာဒရုဝါရင်ကာလရဲ့အစတော့ဒီပြာခံတဲ့ဗုဒ္ဓဦးနေ့ဖြစ်ပါတယ်တပည့်မပတ်လည်းမဟုတ်တာကြောင့်မလို့သုံးနှုံးလို့မရတာကြောင့်ဝါရင်ကာလတော့ဝါဝင်နေတော့လားဒီအဝါရင်ကာလတော့ဂျာကာရီနေ့လို့ပဲဖာဒရုသုံးနှုံးရခြင်းဖြစ်ပါတယ်ပြီးတော့မှ ဒီတန်တူကခင်ကြီးကိုခင်ရဲ့22ကနေ25မှာဖက်ကြားထုတ်ပြရတယ်ဒီအကြောင်းအရာလေးအားလုံးကနော်တန်မာတေဘူးတန်မာကူရဲ့အေဝင်ကလေးစံစာရုံမြတ်ထဲမှာလည်းပဲ Father Root ဖက်ကြားနိုင်ပါတယ်။ဒါအကြောင်းအရာလေးယေရှုသခင်ဟာမက်ဆီယာဖြစ်ပေမဲ့နော်ဒီဘာသာရေးလက်တော်ရဲ့မတရားစီရင်မှုမတရားရုပ်မှားမှု မတရားကောက်ကျင်မှုပြီးတော့မှနောက်ဒီမတရားသောအမှုမျိုးမျိုးဆင်ပြီးတော့မှနောက်ဒီခံစည်းခံရမယ်နှိမ့်ဆက်ခံရမယ်အသေးသက်ချင်းခံရမယ်ဒါပေမဲ့၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်မယ့်အကြောင်းကိုယေရှုသခင်ကအတိအလင်းမင်ကြားခြင်းဖြစ်ပါတယ်ယေရှုသခင်အတွက်ဘာတစ်ခုမှပြည့်ဝထားစရာအကြောင်းမရှိဘူး ဖြစ်ဝင်ထားเสียအကြောင်းတခုပဲရှိတယ်။အဲ့ဒါကပါလေဆိုရင်တော့ဒီကဘာပဲနေကုန်လေဒါမှမဟုတ်ရင်လည်းကိုယ်ပဲနေတည်နေတည်တဲ့နေ့ကိုအတိရမယ်ရှိရင်။တော့ကျန်တဲ့ဟာဒီကုန်လုံးယေရှုသခင်ပြောကြတယ်။ဒါကြောင့်မလို့ကဘာပဲနေကုန်လေဘာညာနဲ့နော်လူအတက်တွေနဲ့နော်ပြောနေကြတဲ့သူတွေဟောနေကြတဲ့သူတွေယေရှုသခင်တောင်းမှ လောကမှာတက်ရှင်ခဲ့တဲ့33နှစ်ကာလထဲမှာမပြောခဲ့တဲ့မမေ့ခဲ့တဲ့ဒီအကြောင်းညာဒီနေ့ဒီချိန်မှာတချို့သောပုံကိုယ်တွေဟာနော်အနာကက်ကိုချိုသိယေရှုသခင်နဲ့ပို့ပြီးတော့မှတက်ပြီးတော့မှကဘာဘယ်နည်းကုန်လဲဘယ်တိုင်းကုန်လဲဆိုပြီးတော့မှပြောလာလိုက်ခဲ့ကြတာ Father တို့ဟိုးနော်ဒီအထက်တန်းကျောင်းသားဘုရားကလေးဟိုကနော်ဒီ အဲ့လိုတွေပြောလာခဲ့ကြတာဒါပေမဲ့ဒီနေ့ဒီချိန်အထိကဘာကြီးကမကုန်သေးဘူးဒါပေမဲ့တခုတော့ရှိတယ်တူချင်းစီရဲ့ကဘာကုန်ခြင်းကတော့ကိုယ့်ရဲ့တိမ်နေဖြစ်ပါတယ်ဒါတော့ပြန်မရောတော့ပါနဲ့ကွဲကွဲပြားပြားလေးမှတ်အားထားပါကဘာကြီးဘယ်နေ့ကုန်မလဲဆိုတာအသိဘူးဒါပေမဲ့ father ရောတော့ပြန်တော့ဒီကိုယ့်ရဲ့တိမ်နေဟာဒါကိုယ့်ရဲ့နောက်ဆုံးနေ့ ကဘာကုံဆုံးနဲ့နေလို့ Father ကိုအဲ့လိုသတ်မှတ်လို့ရပါတယ်။ဆိုတော့ယေရှုသခင်ကမှမမိတ်ကြားခဲ့တဲ့အကြောင်းအရာကိုတချို့သောသူတွေဟာလူတက်ကြီးလုပ်ပြီးတော့မှဟာအကြီးအကျယ်ဟုတ်လားဟိုထောက်တာဒီအထောက်တာဟိုအဖြစ်ပြက်ဒီအဖြစ်ပြက်တွေနဲ့ဟုတ်လားကဘာကြီးကုံမဲဆိုပြီးတော့မှပြောနေကြတယ်။ဒါဟာတကယ်ပဲယေရှုသခင်ရဲ့နောက်လိုက်တာနောက်ဆိုတာမျိုးတွေပဲပြန်ပြီးတော့မှစမ်းသပ်ကြည့်လိုက်ပါ okay ဆိုတော့ယေရှုသခင်ကဒီဒီမှာနောက်နောက်ပါကပတ်ကြောင်းနဲ့အေဝံဂေလိရန်သာရမြစ်ထဲမှာသူဟာမစီယာဖြစ်ပေမဲ့နောက်ဘာသာရေးလွတ်တော်ရဲ့နောက်တရားစီရင်ချက်ကိုခံရပြီးတော့မှဖန်ဆီးခံရမယ်ဉာဏ်စဲခံရမယ်တပ်ဖြတ်ခံရမယ်သုံးရမြောက်တဲ့ဒီမှာရှင်းဉာဏ်နဲ့ဒါပဲနောက်ပေတော်မှာသူ့ကိုသိချင်းတရားပေတော်မှာလောကရဲ့အာနာဇက်တာသူ့ကိုထာဝရသိသွားအောင်လုပ်နိုင်မှု တောင်းရမြောက်တဲ့နေ့မှာသူရှင်းပြန်မယ်ထားမြောက်မယ်ခဲကဲဒါကြောင့်မလို့ယေရှုသခင်ကဆက်ပြီးတော့မှဒါနဲ့တွေ့ပြီးတော့မှပါပြောတယ်ဒါကြောင့်เนาะသူကြောင်နလားသူကြောင်လူရှိသူရှိမှာအရှက်ရတယ်ဆိုရင်ဒါဒီလူရှိသူရှိမှာသူ့ကိုတတ်သိခံမှုရှက်ရနေတယ်စိုးကြောက်နေတယ်ဆိုရင်ဒီလူကိုလည်းပဲကောင်းရဲ့နိုင်ငံတော်မှာ ယေရှုသခင်ကခမီးတော်ရှိတရားတမန်တော်ကြီးရှေ့မှာသူလည်းပဲဒီလူကိုဝန်ခံမှာမဟုတ်ဘူးလူရှေ့မှာယေရှုသခင်ကိုဝန်ခံနေဆိုရင်ယေရှုသခင်လည်းပဲကောင်းမြတ်နိုင်ငံတော်ခမီးတော်ပြားရဲ့ရှေ့မြောက်ယန္နာသူတော်သူမြတ်တည်းရဲ့တရားတမန်တော်ကြီးရှေ့မြောက်မှာဒီသူကိုဝန်ခံမယ်ဆိုတဲ့အကြောင်းပြောပါတယ်နောက်ကဘာကြောင့်လဲဆိုရင်တချို့က မက်ဆီယာဖြစ်ပြီးတော့မှအလူအသေးစိုးနဲ့တေးရတယ်ဒါမှမဟုတ်စကားနဲ့တော့အထက်မပြောချင်ဘူးဆိုတဲ့သူတွေကရှိတယ်နော်ဒါမှမဟုတ်လည်းပဲအရင်တုန်းက father တို့ catholic သာသနာနဲ့အလားတော့ဒီအရှိတိုင်း orthodox နော်ဒီအသင်းတော်တွေကလွဲလို့ရှိရင်ဒီ cruise ကိုအတုံးရဲ့ဘူး cruise ကိုတော်၎င်းတော့လောကကတိုင်ကိုတော်၎င်းမတုံးရဲ့ကြဘူးဘာကြောင့်လဲ ဒါကြီးဟာရှက်စရာကောင်းတယ်ဒါကြီးဟာနော်ဒီကိုယ့်ရဲ့ကဲလင်းချက်ကိုရိတ်ရက်ဆက်ဆက်တက်ခဲ့တဲ့နေရာဆိုပြီးတော့မှတချို့အဲ့လိုပြောပြီးတော့မှနော်ခရူဇူတွေတဝါကက်တိုင်ကိုမတုံးခဲ့ကြတဲ့သူတွေရှိရဒါပေမဲ့ဒီနေ့မှာတော့ဖြင့်ဒါတွေပြန်ပြီးတော့မှတုံးတာကြတယ်နော်ဒါတွေပြန်ပြီးတော့မှတုံးတာနေကြတယ်အဲ့လိုပြောခဲ့တဲ့သူတွေနော်သူတို့ရဲ့နော်ဒီအဖွဲ့အစည်းတွေကိုတည်ထောင်ခဲ့တဲ့သူတွေကအဲ့လိုပြောခဲ့ကြတယ်ဒါပေမဲ့ဒီနေ့ပြန်တုံးနေရတယ် နော်ပြီးတော့မှသုံးတဲ့နေရာမှာနော်မတူအောင်ကျန်တဲ့သာသနာတော်ပြီးတော့မှဒီ orthodox တွေနဲ့အရှိတိုင်း orthodox တွေနဲ့မတူအောင်ဆိုပြီးတော့မှနော်ယေရှုသခင်ရဲ့ကိုယ်ထဲမှာပါပဲနဲ့ဟုတ်လားနော်လောကကတိုင်ကြီးပဲအဲ့လိုသုံးနေတာမျိုးတွေရှိနေကြတယ်ဘာပဲလုပ်လို့နော်လားဒါကိုယ်စရိကိုယ်ပြန်ပြီးတော့မှရက်တာကိုယ်အန်ဖက်ကိုပြန်ပြီးတော့မှစားတာနဲ့အတူတူပဲနော်ဒါကြောင့်မလို့ဘယ်တော့မှစကားကိုလုံလုံချင်ချင် ကြီးကြီးကျယ်ကျယ်ပြောပါမယ်။နော်ကိုဟာတော့နက်နက်ဆက်ဆက်မရှိဘဲနဲ့ပြောခြင်းဟာနောက်ပိုင်းဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှသူများတွေနော်တကယ်အခြေအနည်းရှိရှိနဲ့ထုတ်ပေါ်ပြောဆိုလာတဲ့ခါကျရင်ကိုစကားဟာအမှားကိုစကားဟာအလွဲကိုစကားဟာသူများကိုနော်တိုက်ခိုက်ရရောက်တော့ပါလိမ့်မယ်။ Okay ။ကဲဆိုတော့ဒီနေရာမှာဟလာနော်ယေရှုသခင်ကဘာဘာဆုလိုချင်တာလဲဆိုရင် နော်သူ့ကြောင်းလူရှိသူရှိမှာဝန်ခံရဲဘူးဆိုရင်သူ့ကြောင်းကိုဝန်ခံရဲဘူးဆိုရင်ဖျားရှိမှာလည်းသူဝန်ခံဘူးနော်ဖျားရှိဒီလူရှိမှာသူ့ကိုဝန်ခံတယ်ဆိုရင်ဖျားရှိမှာလည်းပဲသူ့ကိုဝန်ခံတယ်ဆိုတဲ့ကြောင်းနော်ယေရှုကပြန်ကြားထားတယ်ဘာကြောင့်လဲဒီအပြောကဘယ်ကြောင်းရအောင်တော်ပြီးတော့မှတိုက်ဆိုင်နေတယ်လေဆိုရင်တန်ရှမ်းတော့ဝိညာဉ်တော့အတ္တချာနော် ဒီလူသားကိုတိကကြမှာစော်ကားတဲ့အဖြစ်တွေအားလုံးခုနှစ်ချက်ရမယ်ဘလောက်ပဲကြီးကြီးဘလောက်ပဲလေးလေးဘလောက်ပဲများများခုနှစ်ချက်ခံရမယ်ဒါပေမဲ့တန်ရှင်းတော်ဝိညာဉ်တော်ဖရာကိုတိကစော်ကားတဲ့အဖြစ်ကခုနှစ်ချက်မခံရဘူးငရေကြမယ်ဆိုရတယ်ဆိုတော့ယေရှုသခင်ကိုဝန်ခံခြင်းဟာဒါတန်ရှင်းတော်ဝိညာဉ်တော်ဖရာကိုဝန်ခံခြင်းယေရှုသခင်ကိုဝန်မခံခြင်းဟာ တန်ရှင်းသောဝိညာဉ်တော်ပြားကိုလက်မခံခြင်းနဲ့အတူတူပဲဖြစ်ပါဟုတ်လားဒါကြောင့်မို့ယေရှုသခင်ကမက်ဆီယာဖြစ်ပေမဲ့သူများရဲ့ဖန်ဆီးခြင်းကိုခံရတယ်နှိမ့်ဆက်တာကိုခံရတယ်သိသက်ခြင်းကိုခံရတယ်ဒါပေမဲ့ရှင်းနေထားမှတ်တယ်เนาะအဖန်ဆီးခံရတယ်နှိမ့်ဆက်ခံရတယ်အသိသက်ခြင်းခံရတယ်နဲ့ပဲမရက်တက်သွားပါနဲ့เนาะမရက်တက်သွားပါနဲ့အဲ့လိုရက်တက်သွားလို့ရှိရင် Father Rogue ကเนาะ တပည့်တော်အကြီးတွေလို့ဟာကိုရောမက်ဆီယားလို့ပြောပြီးတော့မှဒီလိုဖြစ်မျိုးတွေဘယ်ကြုံဘဘယ်ကြုံကြိုက်တက်မလဲဘယ်တော့ဖြစ်တက်မလဲဆိုပြီးတော့မှအဲ့လိုစောတွေကတက်တဲ့သူတွေဖြစ်သွားနိုင်တယ်ဒါပေမဲ့နော်တကယ်တမ်းကျတော့ယေရှုသခင်ရဲ့တပ်တော်ဆန်ထဲမှာဖြစ်လာတဲ့အရာအားလုံးဟာသူ့ရဲ့အလိုမဟုတ်ဘူးခမီးတော်ဘုရားရဲ့အလိုနော်ခမီးတော်ဘုရားမသိမဲ့တဲ့ဘာတစ်ခုမှမဖြစ်ပျက်ခဲ့ဘူးဆိုတော့ယေရှုသခင်က နော်ဒီမြင်း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 ယုံကြည်တာကြောင့်စုတ်ပိုင်ထားတာကြောင့်မလို့နော်လားမြင်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 းစုတ်ပိုင်ထားတာကြောင့်မလို့ယေရှုသခင်အမည်နဲ့ပါဖြစ်တာတည်းဟဲ့လားနော်ဒီပါပဲကြုံကြုံသူ့မှာအကုန်လုံးကခံနေခြင်းရှိတယ်နော်ခံနေခြင်းရှိတယ်ကဲဆိုတော့ဒီနေရာမှာ father root ကိုဟဲ့လားနော်ဘာဘာအတိပေးချက်တာလဲဆိုရင်တခါလေကျရင် father root ကအဲ့လိုရရဆက်ဆက် လောကကတိုင်ပေါ်မှာကိုမြက်ခံနေရတဲ့ယေရှုသခင်ကနောက်လိုက်လူပြောလို့ရှိရင်ဟဲ့ရှက်စီအာကြီးဆိုပြီးတော့မှအဲ့လိုဖြစ်သွားတဲ့တည်းတကယ်တော့ယေရှုသခင်ဆိုလို့ကျန်တာရှက်စရာမဟုတ်ဘူးတေခြင်းတရားဟာသူ့ကိုအနာမပိုင်းနိုင်ခဲ့ဘူးလို့အဲ့ဒါတော့တေခြင်းတရားဟာဖရာသခင်ကိုအနာမပိုင်းနိုင်ခဲ့ဘူးနောက်ဒါကြောင့်လို့အဲ့ဒါကိုကြည့်ပြီးတော့မှ Father တို့အနေနဲ့နော်လောကကြီးတစ်ခုလုံးကိုအုပ်ဆိုးရပေမဲ့ ကိုယ့်ရဲ့ဝိညာဉ်စောင့်ရှောက်လို့ရှိရင်ဘာမှအကျိုးမရှိဘူးလို့ဆိုကြပါတယ်။ဒါကြောင့်မို့နော်ဖာသာတို့ကယေရှုသခင်ကိုဝန်ခံမလား။ယေရှုသခင်ကိုအသိဘူးလို့ဘူးခံတာဒါပဲရှိတယ်။ဆိုတော့နော်နတ်ဗန္ဓဟာဝါရင်းကာလဒုတိယနေ့ဝါဝဲဒုတိယနေ့ဖြစ်ပါတယ်။ဆိုတော့ဝါရင်းကာလဆိုတာဖာသာတို့ရဲ့အဖြစ်တည်းအတွက်နောင်နှယူပြီးတော့မှဆက်ပြေဖို့ဖြစ်ပါတယ်။ယေရှုသခင်က father root အာနဲ့ပဲဆိုရင် father root ရဲ့အဖြစ်အတွက် father ရဲ့ mind အတွက်ကိုမတော့မသိနိုင်ဘူးဒါကမထမ်းနိုင်ဘူးဆိုတာသိလို့ယေရှုသခင်ကသူ့ရဲ့အချက်တစုံတစမမရှိဘဲနဲ့တမုံလေးမှမရှိဘဲနဲ့လာပြီးတော့မှအာဂူထမ်းတယ်ဆိုတော့ father root အနေနဲ့เนาะဒီလိုလာအာဂူထမ်းတဲ့ယေရှုသခင်ကဘာတူလဲအစည်းရသူဘယ်လိုသိရမလဲဟုတ်ကဲ့ရင်ချင်းကိုသူဘယ်လိုရှိပြင်းလဲ ။ဘယ်နဲ့ရမလဲ။နှိမ့်သက်ခင်ကမယ်။အသေးသက်ခင်ရမယ်။သုံးရမြောက်တဲ့နေမှာရှင်းမြန်လေး။ဒါကိုခေါင်းထဲမှာကောင်းလေးမှတ်ထားပါ။ဟုတ်လားနော်။ဒါကိုကောင်းလေးမှတ်ထားပါ။ယေရှုသခင်ကိုဘာကြောင့်ဘုရားတို့ဝမ်းမခံရဲတာလဲ။စကြာလားတခုလုံးအုပ်စိုးရပေမဲ့ဝိညာဉ်ဆောင်ရုံလို့ရှိရင်ထိတ်မမရှိဘူးဆိုတာတဲ့။ဒီဝိညာဉ်ကဘုသူ့ရဲ့ဝိညာဉ်လေ။ဘုရားသခင်ရဲ့ဝိညာဉ်တော် Father တို့နော်ခန္ဓာကိုယ်ထဲမှာရှိနေတာ။ဖျားသခင်ကထာဝရဖျား တိတ်ရပြားမဟုတ်ဘူးဒါကြောင့်မလို့သူ့ရဲ့ဇီဝအသက်ကိုမုတ်သွင်းတော့ Father တို့အားလုံးလည်းပဲထာဝရအသက်ရှင်နေသူတွေဖြစ်တယ်နော်ဒါပေမဲ့ Father တို့ကဒီဇီဝအသက်ကိုကြတော့ဖရာသခင်ရဲ့ဇီဝအသက်ကိုတော့ယူထားတယ်ဒါပေမဲ့ဖရာသခင်ရဲ့အကျင့်အကျံမျိုးတော့မရှိဘူးဖြစ်တယ်နော်ဖရာသခင်ရဲ့အကျင့်အကျံမျိုးတွေကြတော့ဒါတော့မတွေ့ရဘူးဖြစ်နေတယ်မကြင်ကြံဘူးဖြစ်နေတယ်အဲ့ဒါတော်တော်လေးဝမ်းနည်းစရာကောင်းတယ် မှန်နော်တော်တော်လေးဝင်နေစရာကောင်းတယ်။ဘာနဲ့တူတယ်လဲဆိုရင်စက်ကြောတစ်ခုလုံးကိုအုပ်ဆိုးရပါမယ်။ကိုယ့်ရဲ့သိငယ်တဲ့ဒါပေမဲ့သိငယ်တဲ့ခါနဲ့မသိနိုင်တဲ့ဒီဝိညာဉ်ဒီအတ္တတာနော်ဆုံးရှုံးလို့ရှိရင်ဘာတိတ်ပဲမရှိဘူးလို့ဆိုတာလေ။ဆိုတော့တကယ်မှန်ကန်ပါလေ။နော်တကယ်မှန်ကန်ပါလေ။ဆိုတော့နော် Father တို့အနေနဲ့အဲ့တော့ဒီအာစက်ကြောတစ်ခုလုံးကိုအုပ်ဆိုးရပါမယ်။သိရင်ဝိညာဉ်ဆုံးရှုံးလို့ဆုံးရှုံးလို့ရှိရင် ဘာတိတ်ပဲရှိနေဆိုတဲ့အဲဒီနော်တရားတန်ကို father ဒီညနော်အိယာဝင်တဲ့အခါမှာနတ်ဘက်ကအိယာလူလာတာနဲ့ချက်ချင်းပဲနော်လားဆက်ကြတော့တခုလုံးကိုအစိုးရပြီမယ်ငါရဲ့ဝိညာဉ်ဆောင်ရုံရှိရင်ငါဘာမှမထူးဘူးဆိုတယ်လို့ပဲနော် father တို့အားလုံးကနော်ဒီဆက်ကြောင်လာကိုအောက်ချုပ်လာခြင်းနေပါစေကိုယ့်ရဲ့ဝိညာဉ်မဆုံးရှုံးဖို့ပို့ပြီးတော့မှဂယုဆိုင်ဆောင်ရှောက်ရှင်းလင်းကြပါစို့ ဖျားသခင်ဒီတင်းတို့နဲ့ရှိပါစေကိုရိုက်ဝိညာဉ်နဲ့လည်းရှိပါစေအလုံးစုံကိုတက်နိုင်တော်မူသောခမည်းတော်အားတော်တန်ရှင်းတော်ဝိညာဉ်တော်ဖျား၏နာမတော်မြတ်နာကျွန်ုပ်လက်တင်ခြင်းတကောင်ဖျား၏တန်ရှင်းသောမေတော်မာရိယာမေရိကျော်စောသောခင်မွန်တော်တန်ဆူစေတကြားတမန်ပေါင်းသူတို့သူမြင့်ပေါင်းပရောဖက်ပေါင်းတရားတော်ကြောင့်သိခံတော်သူပေါင်းဒီလာတဲ့အပေါင်းယေဟနာပေါင်းတို့တောင်းလျှောက်ပေးခြင်းတကောင် တန်တို့နိုင်နဲ့ဆိုရင်တကောတက်တည်ရှိတဲ့ကြမယ်ယောဂဝိညာပေါင်းအထူးသဖြင့်မတရားအကျံပတ်ပတ်ဆက်စမိတ်စာတို့ဤဖိနိုင်ဉာဏ်စက်နှိမ့်ဆက်ခြင်းရောက်တက်ရှုသွေးခွဲရောက်မှာပတ်ဆက်မှုများနဲ့ဒီဘေးဒီဘေးဒီဘေးစစ်ဘေးတဘာတဘာဝဘေးလူပန်နေသောဘေးဆိုအိနိနာချင်းရောက်တို့ဤဖန်တီးသောဤဆိုးကျုံများအလုံးအမြန်ဆုံးကင်းဝေးအင်ချင်ကြရပါစေသောအာမင် ပြည်သူတည့်ရတော့ပေါင်းနေတော့အရေးတော့ပုံမုံချအေးခဲအမြင်အမှန်အောင်ကိုအောင်ရမီအောင်လဲအောင်နေပြီလာကြတူးတူးရောက်ကြဆိုတောက်ဆောင်လှိုင်းအင်ဂျင်လှိုင်း